ရခိုင်ပြည်နယ်မတဲကျွန်းရှိရေနံနယ်သဘောတဝက်ပတ်လည်တိစောက်ထားမှုကြောင့်မြေငါရန်ခါကိုမြန်မာအစိုးရကတနည်းလျင်အမေရိကန်ဒေါ်လာ6တန်းရရှိနေရလို့မြန်မာတရုတ်ရေနံနယ်သဘောတဝက်ပတ်လည်မြန်မာရဲ့ CSR စီရင်ခန်းစာအရသိရပါတယ်။မေလ25ရက်နေ့ကရန်ကုန်မြို့ဆုရီရှန်ဂရီလာဟိုတယ်မှာပြုလုပ်တဲ့မြန်မာတရုတ်ရေနံနယ်သဘောတဝက်ပတ်လည်မြန်မာရဲ့ CSR စီရင်ခန်းစာထုတ်ပြန်မှုရသိရပါတယ်။ တဲ့ကျောင်းရင်နဲ့တင်စိတ်ကန်းတိဆောက်ဖို့အတွက်ငှားရမ်းခဲ့တဲ့မြေငှားရမ်းခါအတွက်တနည်းကိုအမေရိကန်ဒေါ်လာ6သန်းခန့်ရရှိနေတယ်လို့ရင်းနဲ့တစီဖြတ်သွားတဲ့ဒေါ်လာမြန်မာအစိုးရကရရှိရလို့သိရပါတယ်။ကျောင်းဖြစ်စိုက်ပွေးနဲ့တာကာလုပ်ငန်းကိုလုပ်ကင်ကြပါတယ်။တနည်းကို YouTube စီရဲ့ပြည်မြောက်ဝင်ဟာဒေါ်လာ6ရောက်ပြီးတော့မှစောင့်ပွေးအလုံးခက်ခဲခဲ့ကြ ရင်ခါရန်ခါအတွဲနှစ်စဉ်မြန်မာနိုင်ငံမှာရရှိနေတဲ့ဝင်ငွေကိုမြန်မာတရုတ်ချစ်ချင်ရေးအသင်းမှဥက္ကဋ္ဌဦးစိန်ဝင်းအောင်ကခုလိုပဲပြောပါတယ်ဒီလုပ်ငန်းပြီးမြန်မာအစိုးရကနေပြီးတော့မြေငှားထားပြီးတော့တစ်နှစ်လည်ရင်အမေရိကန်ဒေါ်လာ6တန်းလောက်ကျွန်တော်တို့ဝင်နေတဲ့မြန်မာအကျိုးရနေတဲ့စီမံကိန်းဖြစ်ပါတယ်နောက်ကရင်းနှံတစည်းတစည်းပိုက်လိုင်းတွေမှာဖြတ်သွားတိုင်းဖြတ်သွားတိုင်းဒေါ်လာမြန်မာအစိုးရကရနေတယ် စီမံကိန်းကာလကုန်ဆုံးတဲ့အချိန်မှာရေနံနဲ့ဆက်ဆက်ပြီးရှိနေတယ်ဒီမှာနိုင်ငံကနေပြီးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဓာတ်ငွေထုတ်လုပ်မှုနဲ့ပတ်သက်လို့ရတယ်နှစ်စဉ်အမေရိကန်ဒေါ်လာ1ဘီလီယံဒေါ်လာမြန်မာနိုင်ငံကရနေတယ်ဒီပစ္စည်းတွေကကျွန်တော်တို့ပစ္စည်းတွေခုမှမဟုတ်ဘူးပြပလာတဲ့ပစ္စည်းတွေဖြစ်တယ်အဲ့ဒါတွေကိုပို့လွှတ်နေတဲ့နေရာကိုပေးယူတယ်ပိုက်လိုင်းဖြတ်တန်းကိုပေးယူတယ်ဒီ လူဒေါ်လာတွေကိုဖြစ်စဉ်ရနေတာဖြစ်တယ်။ဒါပြင်စီမံကိန်းကာလကုန်ဆုံးသွားတဲ့အချိန်မှာရည်ရနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုမြန်မာအစိုးရကရရှိမှာဖြစ်တယ်လို့သဘာဝတန်ဝင်အတွက်လည်းနှစ်စဉ်အမေရိကန်ဒေါ်လာ1ဘီလီယံလောက်ရရှိမယ်လို့သိရပါဗျ။မရေကျောရည်နဲ့ပိုင်လိုက်တဲ့သဘာဝတန်ဝင်ပိုင်လိုက်ကိုတရုတ်ကုမ္ပဏီဖြစ်တဲ့ CMPC မြမရေနံနဲ့သဘောတန်ဝိလုပ်ငန်းတို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတောင်ကိုရီးယားကုမ္ပဏီနဲ့အိန္ဒိယကုမ္ပဏီအပါအဝင်စုစုပေါင်းလုပ်ငန်း6ခုနဲ့လည်ပတ်နေရလို့သိရပါဗျ။ အစုရှယ်ယာခွဲဝေမှုနဲ့ပတ်သက်ပြီးမြန်မာတရုတ်ချစ်ချည်ရဲ့အသင်းမှဥက္ကဋ္ဌဦးစိန်ဝင်းအောင်ကအခုလိုပဲဆက်ပြောပါတယ်။တဘောဝပိုက်လိုင်းနဲ့ဒီတန်းွေပိုက်လိုင်းစီမံကိန်းကိုအကောင့်ထဲပို့ဖို့အတွက်နဲ့ကျွန်တော် CNPC ရဲ့ MOGE ရဲ့တောင်ကိုရီးယားနဲ့အင်းဒီယားကပုံမီအလုံးအဲဒီ6ခုပေါ်ဒီဒါဒူဘောင်းပြီးတော့ဆောင်ရည်လုပ်ငန်းဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံကတော့ MOGE ကအဓိကပေါ့လေ။သူပင်နိုင်ဆောင်ရွက်တဲ့ဌာန မိထားတာတခုဖြစ်ပါတယ်။ရေနံပိုင်လိုင်းစီမံကိန်းဟာကျွန်တော်တို့မြန်မာနိုင်ငံနဲ့အကျိုးတူပူးပေါင်းပြီးတော့ဆောင်ရွက်နေတဲ့ကိစ္စဖြစ်ပါတယ်။အဲ့တော့ CMPC ကဒီထဲမှာ50 50.9%သူအကျိုးခံစားခွင့်ရှိပြီးတော့ Korea DW က25.041 percentage သူ share ရှိပါတယ်။ India ကလာရပေ8.347 ရှိပြီးတော့မြန်မာနိုင်ငံ MOGE က7.365ရှိပါတယ်စသဖြင့်ဆိုတော့ Korea Gas Corporation ကလည်း4.1735ရှိပြီးတော့ India ကျွန်တော်တို့ company ကတော့4.1735ရှိပါတယ် မြန်မာတရုတ်သဘောတဝင်းပိုင်လိုင်းစီမံကိန်းကိုတရုတ်ကုမ္ပဏီဖြစ်တဲ့ CNPC က2015ခုနှစ်မှာမြန်မာအစိုးရနဲ့သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးတော့2023ခုနှစ်အောက်တိုဘာလမှာစတင်ဖြန့်ဖြူးခဲ့ပြီးအရှိဟာ893ကီလိုမီတာရှည်လျားတယ်လို့သိရပါတယ်။ရှင်းနယ်ပိုင်လိုင်းဟာအလျာ921ကီလိုမီတာရှည်လျားပြီးတော့2014ခုနှစ်မှာတည်ဆောက်မှုပြီးဆုံးခဲ့ပြီး2015ဇန်နဝါရီလမှာစတင်လည်ပတ်ခဲ့လို့သိရပါတယ်။